ဂျဲနေတဲ့နေကိုမယုံဘူးပါဗျာနော်ရှေ့လျှောက်ပြီးလာတက်မလို့ဟာထီးရောက်ဆိုတာနဲ့ဒါခုစစ်ဆင်းနေတယ်ဆိုတော့အလုံးဘယ်လိုလဲဆို know your customer know your market အဲ know your product ပေါ့အဲ know your အဲ know your own product ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့တူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မြင်လာပါဗျဒီနေ့ဟာ20ဆက်ပြတက်မလို့နေဖြစ်ပါလေဗျာနော် နေ့80ပြည့်တမတော်နေ့မှာတမတော်နေ့မတိုင်ခင်မှာလဲဦးဇင်းတို့တောင်ချုံမြို့နယ်တဲကဒီတိမ်မင်းလဲတို့ချိုးနေရာတွေကိုတမတော်ကနေမှာဒါဖြည်းဖြည်းရောရောနဲ့နေမဲ့လိုက်တယ်ဆိုတာလဲတနိုင်ငံလုံးတိုက်တာနဲ့အားလုံးသိကြမယ်ထင်ပါတယ်ဗျဒီနေ့မနေ့ပိုင်းမှာတော့ဒီဒါတော့ပြည်ဦးလေပြည်ဦးလေမြို့သူမြို့သားများအတွက်ဦးဇင်းကပြောချင်းဖြစ်ပါတယ်ပြည်ဦးလေမြို့သူမြို့သားတွေဒါဂျင်းတဲ့နေဖြစ်ပြီးမှအထိတ်တလန့်ဖြစ်မှာဆိုလို့ပြောရချင်းဖြစ်ပါတယ်ဗျာနော် ခက်ရလာပါလဲဆိုလို့ရှိရင်ဦးဇင်းတို့ကဘွေပြန်မှာဘုရားပေါ့နော်ဟိုဘက်ကတော့ဘုန်းနဲ့လာချတဲ့ဒီဘက်ကဘလို့ကြီးတယ်ဘလို့ကတ်ထိခိုက်တယ်ဘလို့တွေညစ်လာတယ်ဆိုပြီးမှဝါရဖြတ်တဲ့နေလာတင်းနေပါလေဗျာနော်ဝါရဖြတ်တဲ့တင်းနေပါလေဒါတော့ဒုံးချတာကတော့ဟိုဘက်ဒီကိုဘက်ကလည်းမောင်ဘက်ကချတယ်ဗျာဒီဘက်ကလည်းဟိုဘက်ကလည်းဒါတစ်ခါလာချရင်ချမှာပေါ့ဒါထူးဆန်းမဟုတ်တော့ပါဘူးဗျာနော်ထူးဆန်းမဟုတ်တော့ပါဘူးအဲ့တော့တမလို့နေပါမှာသူတို့ကဗီဒီယိုတွေကိုထိတ်တလန့်ပြအောင်ဝါရတိမ်မင်းလဲ ပါသွားတယ်ဆိုကြတယ်သူတို့ရဲ့ဒီဘက်ကိုဒီလိုဖြစ်တယ်ဆိုကြတယ်ကျွန်တော်တို့အားလုံးကသဘောပေါက်ဖို့လိုပါတယ်ဗျာနော်ဒါဥစဉ်ပြောပြီးပဲတခါသူတို့ဘက်ကစိတ်ဓာတ်ပိုင်းဆိုင်ရာကိုပြည်သူတွေရဲ့ထိတ်တလန့်ဖြစ်အောင်လုပ်ဖို့ပါတော့ဘူးသူတို့ကမဲချိန်မှာဘလို့လုံးမတက်မလို့နေမှာဘလို့လုံးမတက်မလို့တက်မလို့နေမှာဘလို့ဝါရဖြတ်မယ်ဆိုတော့သူတို့တွေကအချိန်ခိုင်းလောက်ထားပြီးရပါတယ်နော်ဒါလေးကိုလည်းဥစဉ်တော့ကဒါပြောပြခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ project ကဗန်ဝေးမှာဘာမှဖြစ်ပါဘူးဗျာအေးဆေးပါရယ်နော်အေးဆေးဆေးပဲဗန်ဝေးရဲ့ဟိုဘက်တွေအကုန်လုံးအကုန်လုံးအေးဆေးဆေးပါရယ်နော် အခုတော့ရှိတာကိုယ့်ဘက်ကထိုးစစ်ဆင်ပြီးကိုယ့်ဘက်ကတော့ဒီနှစ်ယောက်တို့လည်းနှစ်ယောက်အလျောက်ကို live ရှင်းနေရခင်ဗျာဒါတော့ live ရှင်းပြီး live မှာဒါတော့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဗျာเนาะဒါလေးကိုတော့အားလုံးဒါတည်အောင်ဦးဇင်းတော့ဒါတော့ပြည်သူများအားလုံးချက်ပြခြင်းဖြစ်ပါတယ်ဗျာเนาะရဲတဲ့နေကိုမယုံမှုပါဗျာเนาะရှေ့လျှောက်ပြီးလာတတ်မလို့ဟာထီးထီးရောက်ဆိုတာနဲ့ဒါထိုးစစ်ဆင်နေတယ်ဆိုတော့အားလုံးသိစေချင်ပါတယ်ဗျာเนาะအားလုံးဦးဇင်းပြောပြီးပဲကောင်းတဲ့တဲ့င်းတွေကိုအားလုံးကြားရမှာပါဗျာเนาะကောင်းတဲ့တဲ့င်းတွေ ဒီနိုင်ငံတကာနဲ့ပဲကြည်ကြည်ဘလို့ပဲကြည်ကြည်ဥသင်းတို့ဘက်ကလက်ရှိအနေအထားမှာတော့အပေါင်းလက္ခဏာပဲထွက်နေပါလိမ့်မယ်နော်နိုင်ငံတကာနဲ့လည်းအပေါင်းလက္ခဏာထွက်တယ်ပြည်သွင်းမှာလည်းထိုက်တက်လောက်တာအပေါင်းလက္ခဏာထွက်တယ်အားလုံးရှေ့လျှောက်ပြီးဝက်ကြီးပွဲကောင်းနဲ့ကြည်ရပြီးမှမင်္ဂလာတည်င်းနေဖို့ပဲကြာမြန်မာနိုင်ငံကြီးပြောချင်တာတော့အများဆုံးငင်းချမ်းအေးချမ်းတော့မလို့ဥသင်းကတော့တုံ့တက်မိပါလိမ့်မယ်နော်ဒါဥသင်းရဲ့တုံ့တက်ချက်ပါပဲနော်အဲ့တော့ဗန်မွေရောလောင်ချိုဒီဘက်ဒီရောအိုမီအိုမခဘက်ဒီရော တို့တွေဝင်စည်းတယ်ဘာညာရန်တို့တွေကဝင်လုံးတယ်ဆိုတာချင်းတဲ့တင်းမှာကြာကောလာဟလာတင်းမှာကြာလုံးဝလုံးဟာမဟုတ်ဘူးဆိုတော့ဒါဘျူးလူညွန်းနယ်မှာရှိတဲ့ကောလုံးကောလုံးပြည်သူပြည်သားများကိုဒါပောက်ကိုတော့ကနေမှာအမှန်တရားကိုခြောက်ပြကြီးဖြစ်ပါလိမ့်ကြာအားလုံးဒါပါပဲဗျာမသက်မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင့်ဟုတ်နေလေဒီမသက်ကိုလည်းနိုင်ငံရေးလှုပ်ရှားမှုတော်တော်များများမှာပို့ပြီးတော့တွေ့လာပြီเนาะဒီဝင်းကြီးရာတူကနေပြီးတော့အနားယူပြီးနောက်ပိုင်းမှာပေါ့အခုဒီညီညာရေး ဆွေးမနေဘဲပေါ့နော်ညီညာရေးဆွေးနွေးပွဲကိုဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လာတာလဲလေးအရင်စပြောကြပါဦးအော်ကျမတို့ဟိုပေါ့ရှင်ဖွင့်ပြရင်းနဲ့ငင်းချမ်းကြီးကကိုင်းကျွမီကျွန်းကိုင်းမီပေါ့နော်ဒီကျမတို့လုပ်ငန်းရှင်ဖြစ်တဲ့စီးပွားရေး background ဖြစ်တဲ့အဲဆိုရက်ခါကြတော့ကျမတို့ကဒီငင်းချမ်းကြီးဖြစ်စဉ်ကြီးမှာလဲစီးပွားရေးဖွင့်ပြတိုးတက်မှုအရေးကြီးတယ်ဆိုတာယုံကြည်တာပေါ့နော်အဲအဲ့လိုပဲစီးပွားရေးတွေဖွင့်ပြတိုးတက်ဖို့လဲငင်းချမ်းတည်ငင်းအေးချမ်းဖို့လိုတာပေါ့ရှင်အဲ့ဒါကြောင့်မလို့ငင်းချမ်းကြီးနဲ့အဲဒီဖွင့်ပြတိုးတက်ရေးဟာ အဲကျွန်တော်တို့ကိုင်းကျွမ်းမီကျွမ်းကိုင်းမီဆိုတာပေါ့เนาะအဲ့ဒါကိုကျွန်မယုံကြည်ပါတယ်ရှင်အဲ့ဒါကိုယုံကြည်တဲ့အတွက်အဲဒီလိုမျိုးဆွေးနွေးပွဲတွေကိုလည်းကျွန်မကအားတက်တရောနဲ့ပေါ့เนาะတက်တာဖြစ်ပါတယ်ဖိတ်ကြားတဲ့ဟိုပါပေါ့တာဝန်ရှိပုဂ္ဂိုလ်များလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲ့တော့လေဒီလိုမျိုးညဉ့်ညဉ့်ဆွေးနွေးပွဲတွေじゃကျွန်တော်တို့ကနည်းနည်းလေးကန့်သတ်မှုရှိရလို့ထင်တာပါเนาะဒီလိုမျိုးညဉ့်ညဉ့်ဆွေးနွေးပွဲတွေကနေပြီးတော့ညဉ့်ညဉ့်ရေးကိုဘယ်လိုအထောက်အကူပြုမလဲဘယ်လောက်ထိအထောက်အကူပြုလာနိုင်လဲဒါမှမဟုတ်ဒီတဲ့ပို့လုပ်ဖို့လိုအပ်သလားကျွန်တော်တို့အဲ့ဒါကြီးချက်လောက်ပြောပြပြီ ဟိုကျွန်မဒီလိုကနေစရမှာပေါ့နော်ဒီလိုစပြီးတော့မှအထောက်အကူဖြစ်ပါတယ်ရှင်ဒီလိုဆွေးနွေးပွဲတွေကဒါကျွန်မတို့ရဲ့လူတယောက်ချင်းစီရဲ့ယဉ်ထဲမှာရှိတဲ့သဘောထားအမြင်တွေပုံမှန်လင်းလင်းထုတ်ပေါ်ပြီးပြောဆိုခွင့်ရှိတယ်အဲ့ဒီအချိန်မှာတယောက်နဲ့တယောက်ပြန်ပြီးတော့မှအချင်းချင်းနားလည်မှုယူတယ်ပြီးဒါအချင်းချင်းအလုံလုံတဲ့သဘောပေါ့နော်အတူတူလုံလုံကြတော့အဲ့ဒါကဘာလဲဆိုရင်ယုံကြည်မှုတိဆောက်တာလည်းဖြစ်ပါတယ်ရှင်နောက်အခုဆိုလို့ရှိရင်ဒါ၃ရက်တောင်ပေါ့နော်တနေကုန်လုတ်တဲ့၃ရက်တောင်ဆိုတော့ကျွန်မဆိုရင်လူအစ်စ်တွေနဲ့မသိတဲ့လူနဲ့တိတိရတယ်အဲနောက်မချဘူး ူးတာတွေကြားရတယ်စသဖြင့်ပေါ့နော်အဲဒါလေးတွေဆိုတော့လေနောက်တစ်ခုကကြတော့ကျမတို့ကာယကံရှင်ကျမဟောပေါ့လူတိုင်းကပေါ့နော်ကိုယ့်ရဲ့အတွေးခေါ်လေးတွေအယူဆလေးတွေအတွေ့အကြုံလေးတွေမျှော်လင့်ချက်လေးတွေဒါလေးတွေပြောလို့ရတယ်ပေါ့နော်ပြောလို့ရရင်ねတဖြည်းဖြည်းနဲ့မှအဲဒီဒီကွာဟမှုကတဖြည်းဖြည်းချင်းမြောင်းချင်းမြောင်းပြီးတော့မှတစ်ချိန်မှာကျမတို့ဟောပေါ့ဟိုပေါ့နားလည်မှုတွေတူသွားတာပေါ့နော်နားလည်မှုတွေလက်ခံမှုတွေတူသွားပြီးတော့မှဒါငိမ့်ချမ်းရေးကိုနှီးဆက်သွားမှဖြစ်ပါတယ်ရှင် ျွန်တော်တို့လူတွေမြန်မာနိုင်ငံတော်များမြန်မာနိုင်ငံသားတော်များများသိထားရလဲမသက်အနေနဲ့စီးပွားရေးသမားပုံစံသိထားတော့เนาะအခုကျနိုင်ငံရေးနယ်ပယ်တွေရောက်လာဆိုတော့နိုင်ငံရေးနယ်ပယ်နဲ့စီးပွားရေးနယ်ပယ်နဲ့ဘယ်လိုကွာခြားလဲအဲ့ဒါလေးတစ်ချက်ပြောပြပေးပါအဲ့ဒါအများကြီးကွာခြားပါတယ်ရှင့်အဲနိုင်ငံရေးဆိုတာတော့ဒါနိုင်ငံအရေးပေါ့နိုင်ငံအရေးဖြစ်တဲ့အတွက်ဘာမဆို ဟိုနိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူတယောက်ကဘယ်အကြောင်းအရာမဆိုဟိုအပေါ့ကျွန်တော်တို့နဲ့သက်ဆိုင်နေပေါ့နော်။နောက်အများနဲ့သက်ဆိုင်နေတဲ့နိုင်ငံလုံးနဲ့သက်ဆိုင်နေအပြည်သူလူထုတရားလုံးနဲ့သက်ဆိုင်နေဒီလိုအများအမြင်နဲ့ကြည့်ဟိုဟာလှုပ်ရတာပေါ့နော်။အများဟိုအများကိုထက်သွင်းစဉ်းစားရတာပေါ့ရှင်ဟိုဟိုစီးပွားရေးလဲတမျိုးတော့ဟိုဖြစ်ပါတယ်ရှင်စီးပွားရေးလဲသူ့ပညာနဲ့သူလောက်ရတာပေါ့နောက်ဥမာထားပါတော့စီးပွားရေးကတော့အဲဘယ်လိုလဲဆို know your customer know your market အဲ know your product ပေါ့ uh know your uh, know your own product ပေါ့နော် know your company know your people ပေါ့အဲ့လိုမျိုးသဘောမျိုးလေးပေါ့နော်ဒါဟိုစစ်တိုက်တယ်လို့ပါပဲသဘောကတော့လေဒါအောင်မြင်အောင်လုပ်ရတာပေါ့နော်စီးပွားရေးကလည်းဒါဟိုပေါ့ကိုတူးကိုချင်ပြီးအောင်မြင်အောင်လုပ်ကြရတာစီးပွားရေးကလည်းတော်တော်ဂျကုတ်ချက်ခဲလုံးမှအောင်မြင်တာပေါ့နော်အောင်မြင်တဲ့သူတိုင်းကဒါလွယ်လွယ်နဲ့ဖြတ်တန်းလာတာတွေမဟုတ်ပါဘူးရှင့်စီးပွားရေးလဲစီးပွားရေးအလျောက်ခက်ခဲတာရှိပါတယ်ဒါပေမဲ့စီးပွားရေးရဲ့သဘောကတော့ဘာလဲဆိုလို့ရှိရင် အဲနံပါတ်၁ကတော့သူ employment generation ပေါ့နော်ဒါဟိုပေါ့လူပြည်သူလူထုအလုပ်အလုပ်ကိုင်ခွင့်လန်းနေပေးတယ်အဲနောက်တစ်ခါကျတော့ tax payer ဖြစ်တယ်ပေါ့နိုင်ငံတော်အခွန်အခတွေစောင်းတယ်အဲပြီးလို့ရှိရင်သူ့မှာ social responsibility ပေါ့နော်လူမှုရေးတာဝန်တွေထမ်းဆောင်တယ်ပေါ့နော်အဲဆိုခုနအခွန်ဆောင်တာတွေကိုဝန်ထမ်းတွေလစာပေးတယ်အလုပ်ကိုင်ပေးတာအပြင်ကိုဒီဝန်ထမ်းတွေရဲ့ HR ပေါ့နော်အဲသူတို့ရဲ့ဟိုလုပ်ငန်းခွင်ကျွမ်းကျင်မှုနောက် social skills တွေ life skills တွေအဲဒီဟာတွေကလည်းဒါလုပ်ငန်းခွင်ကနေပြီးတော့မှတင် जा ပေးသွားတာပေါ့ ါ့နော်အဲပြီးလို့ရှိရင်လဲပြီးလို့ရှိရင်လဲခုနဒီဟာတွေအပြင်ကိုအဲကျမတို့ကအလှဟိုစီးပွားရေးကောင်းတယ်ဆိုအလှအထုအလှတန်းလုပ်မယ်ပရဟိတကိစ္စတွေလုပ်မယ်စသဖြင့်ပေါ့နော်ဒါလူမှုရေးကိစ္စတွေလုပ်မယ်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းတာတွေလုပ်မယ်ပေါ့နော်ဆိုစီးပွားရေးမှာတော့အမြဲတမ်းဟိုပါပေါ့ triple bottom line ဆိုပြီးပြောတယ်လေဟိုအခြေခံအ ਨੇ ဆုံး၃ခုပေါ့အဲ့ဒါတော့3 P ပေါ့ရှင်3 P ကနံပါတ်1ကတော့စီးပွားရေးရတော့ အာဒါရှုံးရင်လည်းကိုယ့်အိတ်ထဲကြာခံရတယ်မြတ်လို့ရှိရင်လည်းကိုယ့်အိတ်ထဲရောက်တယ်ဆိုမြတ်မှပဲအဆင်ပြေမှာပေါ့နော်နံပါတ်1 profit ပေါ့ရှင်အမြတ်ရမယ်ဒါပေမဲ့အဲ့အမြတ်ကမတရားမြတ်မဟုတ်ဘဲနဲ့ရှင်ပြိုင်ပြီးတော့မှအာရှင်ပြိုင်မှုတွေ competition တွေပေါ့နော်ရှင်ပြိုင်မှုတွေရှိတော့မတရားအမြတ်ကတော့မရပါဘူးရှင်နံပါတ်1 profit ပေါ့နော်နံပါတ်2က people ပေါ့ဆိုလို့ရှိရင်ဒီစီးပွားရေးဒီလူတိုင်းဝိုင်းကြီးထဲမှာဖြစ်တယ်တော့ကိုယ့်ဝန်ထမ်းတွေကိုယ့် customer တွေကလည်းလူတွေလူလူတိုင်းဝိုင်းကြီးထဲမှာဖြစ်တော့ဒီလူတွေရဲ့အကျိုးလဲဆောင်ရွက်မှာဖြစ်ပါတယ်ရှင် နောက်ဆုံးပြီးရတော့ planet ပေါ့ရှင် planet ဆိုတာဒီကမ္ဘာမြေကြီးပေါ်မှာကျွန်တော်တို့အကုန်တည်ရှိနေကြတယ်လူသားတွေရောတရိတ်ဆန်တွေရောအစုံပေါ့နော်ဒါအတတလောကပေါ့တည်ရှိနေကြတယ်နော်တစ်ပင်တွေရောတည်ရှိနေကြတယ်ဒီကမ္ဘာမြေကြီးကိုရေရှည်တည်ကြအောင်ထိန်းဖို့ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ social responsibility ပေါ့လူမှုရေးရာတာဝန်ယူမှုတွေပေါ့နော်အဲ့ဒါကြောင့်မို့စီးပွားရေးလောက်တာဒီသူ့ရဲ့ mission ကတော့ခုနက 3P ပေါ့ရှင် 3P ကသူ့ရဲ့ mission ဖြစ်ရမှာဖြစ်ပါတယ်ရှင်အဲဒါပေမဲ့တော့ဟိုပါပေါ့ အဲဒါပေမဲ့တော့ဒီဒီဒီနိုင်ငံရေးလောက်တဲ့အချိန်ကျတော့ဟိုတပြီလုံးတွက်ထက်တွင်စဉ်းစားကတော့ပို့ပြီးတော့မှကျက်ပြန့်နေကျက်ပြန့်နေအဲအဲ့လိုပေါ့နော်အဲဆိုတော့ကိုဟွာရဲရှင်းကိုဟွာရဲရှင်းအဲ့တော့လေနောက်တစ်ခုကကျွန်တော်ရေကောက်ဝေးပတ်လေးတင်းတင်းသွားအောင်မနေ့ကတော့နိုင်ငံတော်အကြီးကြီးကထပ်ပြီးတော့ပြောတယ်ပေါ့နော်ကျွန်တော်တင်းတင်းထဲမှာကြားတယ်ဒီဇင်ဘာလထဲမှာရွေးကောက်ပွဲလုပ်နိုင်အောင်ပြင်ဆင်ကြဖို့ဝန်ကြီးဖွဲ့ကိုတိုက်တွန်းတယ်လို့ကျွန်တော်သတင်းလေးဖတ်လိုက် ဲ့တော့ဒီရွေးကောက်ပွဲကကျွန်တော်တို့ဒီငင်းညာရေးလုပ်ငန်းစဉ်တွေကိုအထောက်အကူပြုနိုင်ပါမလားဒါမှမဟုတ်ရွေးကောက်ပွဲအပီအစိုးရဟာဘလို challenge တွေနဲ့ရင်ဆိုင်တိုင်ရရင်ဆိုင်ရမလဲအဲ့ဒါလေးချက်တော့ပြောပြပါဦးဟုတ်ကျမတင်တာတော့လေကျမတင်တာတော့ရွေးကောက်ပွဲလုံးလိုက်ချင်းဟာဒါနိုင်ငံရေးအကြက်တဲဖြစ်နေတာကနေဖြည့်ဖြည့်လျှော့သွားမယ်ပေါ့ သို့တော်လည်းလက်နဲ့ကင်တဲ့သူကလည်းချက်ချင်းကြီးလက်နဲ့ကိုဆွန့်လွတ်မှာမဟုတ်ဘူးအဟို inertia effect တွေရှိအောင်ပါလေသူ့အရှိန်တွေရှိအောင်ပါပေါ့နော်ပြီးလို့ရှိရင်တဖြည်းဖြည်းဒီလိုပဲဒီဒီဘက်ကဒါလွတ်တော်ပြင်ပနိုင်ငံရေးလမ်းကြောင်းပေါ့နော်ငြိမ်းချမ်းရေးစကားဝိုင်းတွေပေါ့ဒါတွေကလည်းဆက်လုပ်သွားရမယ်ဒါပေမဲ့အများစုကတော့ဒီနိုင်ငံရေးလမ်းကြောင်းပိုကျဲသွားပြီးတော့မှနိုင်ငံရေးလမ်းကြောင်းပေါ့နိုင်ငံရေးဘောင်ပိုကျဲသွားပြီးတော့မှနိုင်ငံရေးလမ်းကြောင်းကနေလွတ်တော်ထဲမှာပြောရေးဆိုခွင့်ရှိမယ်ပြည်သူကိုကိုစားပြုခွင့်ရှိမယ်အဲစသဖြင့်ပေါ့နော်ဒါတွေရှိလာတဲ့အတွက်ကြောင့်မလို့ပို့ ို့ပြီးတော့မှပြည်လဲဘက်ဓက်ဘက်ကို